င်္ဂလာပါရှင်၂025ခုနှစ်မတ်လ9ရက်နေ့ရက်တွင်မိုးလေဝသနှင့်ဆလားဗီရာသတင်းများကိုနေပြီးတော့မိုးလေဝသနှင့်ဆလားဗီရာညွှန်ကြားမှုစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်လွန်ခဲ့တဲ့24နှစ်အတွင်းကဖြစ်ပေါ်ခဲ့တဲ့နေပူချိန်ချင်းနေများမှချီပင်းနေတဲ့ရခိုင်ပြည်နယ်တို့မှမတ်လ၏ပုံမှန်ပူချိန်တို့ထက်1ဒီဂရီဆယ်စီယပ်ပိုခဲ့ပြီးကချင်ပြည်နယ်မှာမတ်လရဲ့ပုံမှန်ပူချိန်အောက်1ဒီဂရီဆယ်စီယပ်ရောင်းနေခဲ့တာ ကျန်တန်ဒီတာကြီးနဲ့ဖီနေမြောင်မှာမတ်လရဲ့ပုံမှန်ပူချိန်ခန့်တာရှိခဲ့ပါတယ်2025ခုနှစ်မတ်လ6ရက်နေ့မှာဖြစ်ပေါ်ခဲ့တဲ့မျိုးလာရေးထူချတဲ့နေ့ပူချိန်များမှာကော့ဂရိတ်မျိုးမှာ39ဒသမ1ဒီဂရီဆယ်စီယပ်ညောင်လေးပင်မျိုးမှာ39ဒီဂရီဆယ်စီယပ်ချောင်းမျိုးနဲ့မြောက်ဝတီမျိုးတို့မှာ38ဒသမ6ဒီဂရီဆယ်စီယပ်စီရွှေဘုံမျိုးမှာ38ဒီဂရီဆယ်စီယပ်ဖမ်းမျိုးမှာ39ဒသမ8ဒီဂရီဆယ်စီယပ် အောင်လက်မျိုးနဲ့ဖန်အန်းစိုက်ပျိုးရေးမှုလေဝသားတို့မှ38.6ဒီဂရီဆယ်စီယပ်စီနဲ့ရမဲသိမျိုး၊တာစီလှိုင်းတက်၊တောင်ငူမျိုး၊ရွှေချင်းမျိုး၊ပြီးမျိုး၊ချိုးပင်ကောင်းမျိုး၊မကွေးမျိုးနဲ့စင်ဖြူကျွမျိုးတို့မှ38.5ဒီဂရီဆယ်စီယပ်စီတို့ဖြစ်ကြပါတယ်။မသားဝယ်ရမွေးချိန်မှာမချဘော်မျိုးမှာ39.3လက်မှာတိုင်ထွာရရှိခဲ့ပါတယ်။ဒီကနေ့နေ့လယ်တနားရီခွဲချိန်မိုးလေဝသချို့တို့မှာဖယ်ရရှိတဲ့ပုံအရ ကပလီပင်လယ်ပြင်နဲ့ပင်ငါပင်လယ်အော်တောင်ပိုင်းတို့မှာတိမ်တဲ့တဲ့မှာတိမ်ထူထပ်နေပြီးကြံမင်္ဂလာပင်လယ်အော်မှာတိမ်အနေငယ်ဖြစ်ထွန်းနေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့မြန်မာနိုင်ငံအလယ်ပိုင်းနဲ့မြဝကျောပေါ်ဒေသတွေမှာတိမ်ကင်းစင်စလောက်ရှိနေပြီးကြံဒေသတွေမှာတိမ်အနေငယ်မှာတိမ်တဲ့တဲ့ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြပုံရမြန်မာနိုင်ငံမြောက်ပိုင်းနဲ့အရှေ့ပိုင်းဒေသတွေမှာ လေပြင်းရော်နေနေတာကိုတွေ့ရပါတယ် မြမပင်လေပြမလှိုင်းငငယ်မှာလှိုင်းတဲတဲရှိပါမယ်။လှိုင်းမြမမြမကံရလရှောင်းတဲ့ကမ်းလောပင်လေပြတို့မှာလေးပင်မ6ပေကန်ရှိနိုင်ပါတယ်။မနေ့ဖြန်မနေ့တင်ခမန်းချံများအနေနဲ့ကတော့ကချင်ပြည်နယ်ရှမ်းပြည်နယ်ရှေးပိုင်းနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ကြားမှုဝင်နေငယ်ရွာနိုင်ပါတယ်။စကိုင်းတိုင်းဒေသကြီးရဲ့ထပ်ပိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာတိမ်တဲတဲဖြစ်ထုံးပြီးချင်းပြည်နယ် ရခိုင်ပြည်နယ်အေရဝတီတိုင်းဒေသကြီးရှမ်းကုန်းတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးရောက်ပိုင်းမန္တလေးတိုင်းဒေသကြီးနေပြည်တော်ရှမ်းပြည်နယ်မြောက်ပိုင်းတောင်ပိုင်းနဲ့ကယားပြည်နယ်တို့မှာအများအပြင်းတရားပါမယ်အခုဆက်လက်ပြီးမနက်ဖြန်အတွက်တိုင်းဒေသကြီးနယ်ပြည်နယ်များရဲ့မြို့ကြီးများအလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဆလားပေရာခံမှန်းချက်များကိုတင်ပြပါမယ်ရှင် နေပြည်တော်နဲ့ညီတော်အတွက်မနေ့ပြန်မနေ့ထီမိုးလေဝသချက်နေခံပန်းချက်မှာအများအပြင်တာရပါမယ်အမြင့်ဆုံးဘူးချိန်မှာ36ဒီဂရီဆယ်စီယက်69ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးဘူးချိန်မှာ18ဒီဂရီဆယ်စီယက်64ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်ရှာကုန်မြို့နယ်ဤတို့အတွက်မနေ့ပြန်မနေ့အထိမိုးလေဝသချက်နေခံမှန်းချက်မှာလည်းအများအပြင်တာရပါမယ်။အမြင့်ဆုံးဘူးချိန်မှာ38ဒီဂရီဆယ်စီယက်69ဒီဂရီဖာရင်ဟိုက်နဲ့ အနည်းဆုံးဘူးချိန်မှာ20ဒီဂရီဆယ်စီယပ်68ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်ဤတွိုင်းတွင်မနေ့ဖြန်မနေ့ကြီးမူးဒီဝဒချက်နေခမန်းကြမှာလဲအများအပြင်းတာရပါမယ်။အနည်းဆုံးဘူးချိန်မှာ36ဒီဂရီဆယ်စီယပ်69ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးဘူးချိန်မှာ19ဒီဂရီဆယ်စီယပ်66ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့ရက်အတွက်ခမန်းကြများအနည်းငယ်ကတော့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ရှမ်းပြည်နယ်အရှေ့ပိုင်း၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ကြားမိုးရွာနိုင်ပါတယ်။လာမယ့်စနစ်တင်းမနေ့အားလည်းများအတွက်မိုးလေဝသအခမ်းအနံများအနေနဲ့ကတော့နေပြီးတော့မှအများအပြားတာယာပါမယ်။ရှမ်းကုန်းတိုင်းဒေသကြီးမှာလည်းအများအပြားတာယာပါမယ်။မန္တလေးတိုင်းဒေသကြီးမှာလည်းအများအပြားတာယာပါမယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မိုးလေနှစ်နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလာပြရာသတင်းများပဲဖြစ်ပါတယ်။ ခုချိန်တည်းဖြာကျမ်းမာချမ်းသာကြပါစေရှင်